အားလုံးပဲမင်္ဂလာအောင်ဗျ Mystery Fire မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါလေဒီနေ့ကျွန်တော်ပြောပြပေးမယ့်မှုခင်းလေးကတော့2025ပါကစ္စတန်နိုင်ငံမှာဖြစ်ပွားတဲ့အသက်16နှစ်သားရှိသေးတဲ့ Social Media Influencer တယောက်ကိုတက်ခဲ့တဲ့မှုလေးပဲဖြစ်ပါလေကဲ Intro လေးပြီးရင်စလိုက်ကြကြအောင် 2025ခုနှစ်ဇွန်လ2ရက်နေ့ညနေ9:00ခွဲခါမှာပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့73ဧရိယာမှာရှိတဲ့ဒီ CCTV မှတ်တမ်းထဲမှာတင်းနေတဲ့သူကတော့အသက်18နှစ်အရွယ် influencer ဆန္ဒယူဆုကိုတနက်နေ့တက်တာလိုက်တဲ့သူပဲဖြစ်ပါတယ်ဆန္ဒယူဆုဟာအဲ့ဒီနေ့မှာသူမရဲ့အိမ်မှာပဲရှိနေပါတယ်မိခင်ဖြစ်သူလည်းအဲ့ရဲ့အတွက်ဈေးဝယ်စရာရှိလို့ဈေးကိုထပ်သွားခဲ့ပါတယ်ဈေးကအိမ်နဲ့အရန်ကြီးမဝေးတဲ့အတွက်ကြောင့်အိမ်တကားကိုလည်းမပိတ်ခဲ့ပါဘူးအဲ့အချိန်မှာပဲဥမာရဟာယာလို့ခေါ်တဲ့လူငယ်တဦးကအဲ့ရဲ့နားမှာရှိ တဲ့ခြုံမုတ်ထဲမှာပုံနေပြီးအိမ်ထဲဝင်မဲ့အခွင့်ရေးဖို့စောင့်နေပါတဲ့အမေထွက်သားချိန်မှာသူကအိမ်ထဲကိုဝင်ပြီးဆန္ဒဘဲမှာရှိလဲဆိုတာကိုသူ့အတော်ကိုမေးခဲ့ပါတဲ့အိမ်မှာတော့ဆန္ဒနဲ့သူ့အတော်နဲ့နှစ်ယောက်တည်းရှိနေပြီးဆန္ဒမှာအပေါ်တဲ့သူ့ရဲ့ခံထဲမှာရှိကြောင်းကိုပြောခဲ့ပါတဲ့ဥမာကချီရတဲ့ပုံစံမှာဆယ်ကျော်ဆက်တာရှိသေးတဲ့အတွက်ကြောင့်နားရဲ့တငယ်ချင်းထင်ပြီးအပေါ်ထက်ကိုပြုံပေးလိုက်ပါတဲ့ထို့အချိန်မှာဆန္ဒရဲ့တော်ကရေသွားယူပြီးပေါ်တဲ့ကိုတက်နေချင်းဆန္ဒရဲ့ခံထဲမှာကြည်စံတက်တန်ကိုနှခါတော်ကြားခဲ့ရပါတဲ့ဆန္ဒရဲ့အတော်ပေါ်ရောက် ချိန်မှာဆန္ဒကကြမ်းမြင့်ပေါ်မှာလဲနေပြီးတွေးရည်နဲ့ဆူရွှေးနေတာကိုတွေ့ခဲ့ရပါတယ်။ဦးမားကဆန္ဒရဲ့အတော်ကိုလည်းတဏ္ဍနဲ့ခြောက်ပြီးဆန္ဒရဲ့ဖုန်းကိုယူပြီးထွက်ပြေးခဲ့ပါတယ်။အချိန်နိုင်ငယ်ကြာဆန္ဒရဲ့အမိလည်းရောက်လာပြီးဒီမင်ကွင်းကိုမြင်ပြီးဝမ်းနိုင်ကိုကျွေးနေရပါတယ်။ဆန္ဒကိုဆေးရုံခေါ်သွားခဲ့တော့လည်းလိုမင်နောက်ကျခဲ့ပြီးပါပြီ။ရင်ဘတ်မှာကြည်စံနှလုံးတော်မှန်တဲ့အတွက်ကြောင့်ဆေးရုံမရောက်ခင်ကိုတည်ဆုံသွားခဲ့ပါတယ်။ ဆနာယူဆိုကတော့ပါကစ္စတန်နိုင်ငံရဲ့2018နှစ်ရဲ့ဆိုရှယ်မီဒီယာအင်ဖလူးအန်ဆာပဲဖြစ်ပြီးဖီတောနဲ့ဆက်တန်းပေါ်မှာဒိန်းတန်းချီနဲ့ follower တွေလည်းရှိပါလေ။သူမရဲ့ဗီဒီယိုကအဓိကအဖြစ် skin care full blog နဲ့တချင်းဗီဒီယိုတွေဖြစ်ပြီးလူငယ်တွေကြားမှာအတော်လေးကိုနာမည်ကြီးပါလေ။သူမရဲ့ဖခင်ကတော့အစိုးရဝန်ထမ်းတဦးဖြစ်ပြီးချစ်ထလာမြို့မှာတာဝန်ထမ်းဆောင်နေပါလေ။သူ့အမေကတော့ဆနာရဲ့ social media အကောင့်တွေကိုစီမံပေးသူပဲဖြစ်ပါလေ။ဆနာရဲ့အိမ်မက်ကတော့ဆရာဝန်တယောက်ဖြစ်ဖို့ပါပဲ။နာမည်ကြီးပေမဲ့အတမနာလုံးဝမရှိတဲ့မိန်းကလေး တဦးဖြစ်ပြီးသူမကိုလူအများကချစ်ကြတဲ့အသည့်တဘာဝပြွှေရွှေမှုရှိတဲ့သူတယောက်ပဲဖြစ်ပါတယ်။တစ်ဖက်မှာဆန္ဒကပြပြစုံစုံနဲ့ပြွှေရွှေနဲ့ဘဝကိုရထားပြီးနောက်တစ်ဖက်မှာဦးမဟာရလုခေါ်တဲ့တန်သတ္တနစ်ရှိတဲ့ကောင်လေးကဖယ်စလာဘတ်မြို့မှာပဲနေထိုင်ပါတယ်။သူ့အမေကတည်ဆုံသွားပြီးအဖေမှာပင်စင်ယူပြီးတဲ့အစိုးရဝန်ထမ်းတဦးပဲဖြစ်ပါတယ်။ ။ဦးမမအလုပ်တစ်ခုမှမလုပ်ပဲသူ့ရဲ့ဘေးရဲ့ပင်စင်ငွေကိုပဲထိုင်စားတဲ့လူတယောက်ဖြစ်ပါတယ်။ဦးမမလည်း TikTok နဲ့ Instagram မှာဗီဒီယိုတင်လေးရှိပြီးသူ့ဗီဒီယိုကတော့စာနာနဲ့မတူပါဘူး။သူများစီကကားတွေကိုငားပြီးထိုကားတွေနဲ့ဗီဒီယိုတွေလုပ်ပြီးတင်လေးရှိပါတယ်။အဲဒီကားတွေကိုသူ့ကားဖြစ်ကြောင်းတခြားမိန်းကလေးတွေကိုပြောပြီးသူနဲ့ကြောညာအတွက်တပ်ပုံရိုက်ဖို့တချင်းဗီဒီယိုတွေရိုက်ဖို့အတွက်ခေါ်ပြီးသူတို့နဲ့ TikTok နဲ့ Instagram မှာဗီဒီယိုရိုက်ပြီးတင်လေးရှိပါတယ်။ပြီးတော့တထီးရီနဲ့ရက်ွက်နာသွားပြီးသူတို့ရဲ့အင်ရှင်းမှာရက်ထားတဲ့ကားတွေနဲ့ဗီဒီယိုတွေရိုက်ပြီးသူ့ကားဆိုပြီးကြွ ောပါလေရှိပါလေရှင်းရှင်းပြောရရင်လိုင်းပေါ်မှာပေါ်ပင်လို့တဲ့တောသားလို့ပြောရင်လည်းမမွားပါဘူးကြ။ ဒီလိုနဲ့2024ခုနှစ်မှာဥမာကစာနာရဲ့ဗီဒီယိုတပုတ်ကိုရင်ဆိုင်ကမှာတွေ့တာနဲ့ကြိုက်သွားပြီးစာနာနဲ့ညရာအောင်တွေ့ဖို့ဆုံးဖြားလိုက်ပါတယ်။အဲ့ဒါနဲ့စာနာကိုအလားကုန်တစ်ခုကြောင်ညာဖို့ကိစ္စနဲ့ပတ်သက်ပြီးအပြင်းမှတွေ့ဖို့စာပို့ခဲ့ပါတယ်။သို့တော်နဲ့စာနာကလေးလေးလက်လက်ဖြေပြီးမတွေ့တာပဲကောင်းတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဥမွဲဟာရဲ့ကအဲ့ဒီရဲ့ညင်းကိုမခံနိုင်ခဲ့ပါဘူး။ဥမာကသူ့တငယ်ချင်းတွေကိုလည်းသူ့ဘက်ကတွေ့ရှင်ပေမဲ့စာနာကအချိန်မရလို့ဆိုပြီးကြွားဝါလေးရှိပါတယ်။မသိရင်တော့စာနာကသူ့ရဲ့ရည်စားပါညာ ေါ်2025ခုနှစ်မေလ29ရက်နေ့မှာစာနာရေးမွေးနေ့ဖြစ်တော့ဦးမဟာရက်ကလက်ဆောင်လေးအများကြီးဝယ်ပြီး Fortuner ဂါးတစ်စီးကိုငါပြီး332ကီလိုမီတာကွာဝေးတဲ့အစ္စလာမဘတ်ကိုသွားခဲ့ပါလေစာနာကတွေးဖို့နေနေတတ်တာသူ့မိသားစုဝင်တွေကိုပြောပြီးအိမ်ထဲကိုအဝင်မခံပဲပြန်လုခဲ့ပါလေအဲဒီနေ့မှာပဲစာနာကသူ့ဝင်နေပွဲမှာပြောနေတဲ့ဗီဒီယိုကိုတင်လာမြင်ပြီးဦးမကငါ့ကိုညင်းတဲ့သူကဘလို့ပြောနေနိုင်တယ်လဲဆိုတဲ့အတွင်းနဲ့သူ့ရဲ့ယောက်ျားအတကိုထိခိုက်သွားပြီးစာနာကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဇွန်လ၂ရက်၂025မှာတော့ဦးမားကသူ့ရဲ့အိမ်ကနေပစ္စတိုတလက်ကိုယူပြီးစာနာရဲ့အင်ရှေ့ကချုံပုံထဲမှာပုံပြီးတိတ်နေဝင်ဖို့အခွင့်အရေးကိုစောင့်မျှော်နေတာပဲဖြစ်ပါတယ်။စာနာတိတ်ဆုံးပြီးနောက်ရဲတွေကနတ်နင်သက်သေများနဲ့ CCTV 133ခုပုံ OTP ဦးမားဟာရဲ့ကိုချီရခံခဲ့ပါတယ်။ဆယ်ရီယာ tracking နဲ့ geo fencing အသုံးပြုပြီး Fastla Bat နယ်မြေမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။သူ့စီမှာ point 30 pistol တနက်နဲ့စာနာရဲ့ဖုန်းကိုတွေ့ရှိခဲ့ပါတယ်။ဖုန်းယူပေးရတဲ့အကြောင်းကသူနဲ့စာနာနဲ့ပြောထားတဲ့စာရီကိုဖြတ်ဖို့ပဲဖြစ်ပါတယ်။ တယ်။မြမကစာနာဘက်မှမြင်းနာကိုမခံနိုင်လို့ဒေါ်လာထွက်ပြီးစာနာကိုတတ်ခဲ့ရကြောင်းကိုဝန်ခံခဲ့ပါတယ်။ဒီရမှုက personal rejection ဆိုတဲ့အကြောင်းရင်းနဲ့ဖြစ်ပါခဲ့တဲ့မှုပါ။ပုဂ္ဂိုလ်ရဲ့ညင်ပယ်တာကိုမခံနိုင်တဲ့စိတ်တစားကောင်လေးတစ်ယောက်ကအပြစ်မဲ့ကလေးမလေးကိုတတ်ခဲ့တဲ့ဝမ်းနည်းစရာမှုလေးပဲဖြစ်ပါတယ်။ဟန်ဟောစရာတစ်ခုကတော့ပါကစ္စတန်ကလူဝဲချိုးတွေကမြမဟာရက်ကိုချီချူးပြီးဒူလောက်တာမှန်းနဲ့မိန်းကလေးတွေဗီဒီယိုမတင်သင့်ဘူးလို့ပြောကြပါတယ်။အဲ့ဒါတွေကလူမှုအသိအမြင်နဲ့ပတ်မှုနဲ့မီဒီယာထုတ်လွှင့်မှုတွေရဲ့အနှုတ်သဘောဆိုးတွေပဲဖြစ်ပါတ ်ဆန္ဒယူဆိုဖာအနာဂတ်လလပပရှိတဲ့ဘင်္ဂလီတအုပ်ဖြစ်ပေမဲ့ဒုမရဲ့အတ္တမတရားအကြမ်းဖက်မှုနဲ့ဆုံးသွားခဲ့ရပါတယ်ဒီဖြစ်ရက်ကလူတို့အတွက်အတ္တိပေးမှုတစ်ခုပါပဲရင်းပယ်ခံရခြင်းဟာတက်ချင်းအထိမသွားသင့်ပါဘူးဆန္ဒလိုမင်္ဂလီတအုပ်အတွက်တရားမျှတမှုရရှိဖို့လိုအပ်ပါတယ်ပရိသတ်တို့ရောဘလို့ထင်ကြလဲကောမန့်မှာပြောခဲ့ပါအောင်ဗီဒီယိုလေးကြားရင် like comment share တွေလုပ်ပေးသွားပါအောင်ဗျာနောက်ထပ်လာမယ့်ဗီဒီယိုတွေအတွက် channel လေးကို subscribe တွေလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ